ဖိုးဖမားလုံးမင်္ဂလာပါခရော့ကွန်နာကနေပြန်လဲကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့ဒါအခုလေးတင်ပွဲပြီးသွားတဲ့လဘောင်းနဲ့နော်တာဖော်ရက်တို့ရဲ့ပွဲပြီးသုံးသက်ချက်လေးလုပ်ပေးတော့မှာဖြစ်ပါတယ်ဒီလိုအနေနဲ့ဒီဗီဒီယိုလေးမစခင်ကျွန်တော် YouTube channel လေးကို like and subscribe လုပ်ကြတဲ့ညီကိုလေးတွေနဲ့ like and subscribe လုပ်ပြီးကူညီပေးတော့လို့ရပါတယ်โอเคအဲ့ဆိုရင်ကျွန်တော်ဗီဒီယိုလေးကိုစလိုက်ကြအောင်အရင်ဆုံးအနေနဲ့ကျွန်တော်တို့လဘောင်းကတော့အိမ်ကွင်းမှာပဲကျွန်တော်တို့ဝိကမလာရောက်ရှင်ပြိုင်တဲ့ forest ကိုကျွန်တော်တို့ထပ်ပြီးရှုံးနိမ့်မှုတွေကြုံတွေ့သွားတယ်လို့ပြောလို့ရအထူးဖြစ်ကျွန်တော်ဒီနေ့ပွဲမှာတော့ ိုးပြတ်အိုဘာထပ်ပြီးတော့ရှုံးနေသွားတဲ့အတွက်တော်တော်လေးဥမှာအခြေအနေဆိုးဝါးလွန်းပြီးတော့နီးပြတ်အတွက်ကလည်းတော်တော်လေးဥမှာကျွန်တော်တို့အဲအပြောင်းလဲမလုပ်တဲ့ပုံစံလေးမှာကျွန်တော်တို့ဒီနေ့ပွဲကပို့ပြီးတော့ရှုံးနေမှုကြုံတွေ့သွားတယ်လို့ပြောလို့ရတယ်။ခွဲရဆိုရင်ကျွန်တော်တို့အဲအရင်ဆုံးအနေနဲ့ forex forex ကတော့ဒီနေ့ပွဲမှာတော်တော်လေးဥမှာကျွန်တော်တို့ကောင်းမွန်တဲ့ပုံစံမျိုးတွေမြင်တွေ့ထားတယ်။အထူးသဖြင့်ကျွန်တော်တို့ပထမပိုင်းမှာဆိုရင်လည်း twin go တွေနဲ့အဲကော်နာဘောကနေပြီးတော့သူတို့အနေနဲ့ကောင်းတိုက်သွင်းတယ်။ဒုတိယပိုင်းပွဲဆက်ဆက်ခြင်းမှာပဲကျွန်တော်တို့ ွဲစားခြင်းကျွန်တော်တို့10မိနစ်တောင်မှမပြည့်သေးတဲ့ချိန်စက္ကန့်40တွင်းလောက်မှပဲကျွန်တော်တို့ဒုတိယဥဆောင်ကိုထပ်ပြီးတော့တွင်းရသူတို့နေတူးစီးဖြစ်ပြီးတော့ကျွန်တော်တို့အခွင့်အရေးတွေကိုတော်တော်လေးမှကျွန်တော်အအသုံးချနိုင်ခဲ့တယ်နောက်ပြီးတော့ကျွန်တော်မိနစ်80ကျော်လောက်မှပဲကျွန်တော်တို့98မိနစ်လောက်မှပဲ Morgan Gessua ရဲ့ကျွန်တော်တို့အအဆုံးတက်ပြီးတော့သူတို့ 3Z ဆိုပြီးတော့ဒီနေ့ပွဲမှာတော့ဝေကူမလာရှင်ပြန်တဲ့ပွဲမှာပေါ်တဲ့အနေနဲ့ကျွန်တော်တို့ဂိုးပြအနိုင်ရလက်ကိုပုံဖော်သွားတော့တွေ့ရမယ် ။ဒီနေ့ပွဲမှာတော့ forex အသင်းနေနဲ့အဝေးကမှလာရှင်ပြိုင်တဲ့ပွဲမှာတော့တော်တော်လေးမှကောင်းမွန်တဲ့ပုံစံတွေမြင်တွေ့ထားတယ်။သူတစ်ပစ်သူကျွန်တော်တို့အာနောက်ကကစားသမားဖြစ်တဲ့ကျွန်တော်တို့မူရီယိုအနေနဲ့လည်းတော်တော်လေးမှကောင်းမွန်တဲ့ခြေစွမ်းတွေကိုပြတ်တသွားတယ်လို့ပြောလိုက်ရသူနေတွင်းကိုတွေကိုအဲတွင်းကိုတွေတွင်းနိုင်လို့တစ်ဖက်ကကျွန်တော်တို့လက်ဘကစားသမားဖြစ်တဲ့ဝီလျံနေနဲ့လည်းဂိုးထောက်ပံ့မှုတွေပါရသွားတဲ့အတွက်ကြောင့်ဒီနေ့ပွဲမှာတော့သူတို့တက်ကတော်တော်လေးမှခြုံမိန်တဲ့ပွဲတစ်ပွဲလို့တော့ပြောလို့ရတယ်ကျွန်တော်မနေ့ကရာသီမှာလည်းပြန်ကြည့်မယ်ဆိုလို့ချင်းလူမအုပ်တင်းနေတဲ့မနေ့ကရာသီ ကျွန်တော်ပထမအကြော့မှာတော့လည်းအိမ်ငွေ့မှာပဲ1စီးဆိုပြီးတော့ရှုံးနေပြီးတော့ကျွန်တော်ဒုတိယအကြော့ for ရဲ့အိမ်ငွေ့မှာတော့ကျွန်တော်11ဆိုပြီးတော့ကျွန်တော်နောက်ကျသွင်းကိုတွေနဲ့တေရလက်ကိုပဲထပ်ပေါ်သွားတဲ့အတွက်ကြောင့်မနေ့ကရာဒီမှာလည်းကျွန်တော်အဲ note for ရဲ့ကိုမနိုင်ခဲ့ပဲနဲ့ဒီနေ့ရာဒီမှာလည်းအိမ်ငွေ့မှာပဲပထမဆုံးပြည်မြလေးပွဲမှာထပ်ပြီးတော့ဆုံတွေ့တဲ့အချိန်မှာတော့မနေ့ကနဲ့မတူပဲနဲ့ဒီနေ့မှာတော့ကျွန်တော်တို့ကိုပြရှုံးနေတာတွေ့ရတဲ့အတွက်ကြောင့်တော်တော်လေးမှအချိန်နေဆိုးဝါလုံးတယ်လို့ပြောလို့ရတယ်ဒီရှုံးနေမှုကြောင့်ပဲကျွန်တော်တို့လေပေါင်းသိနေတဲ့ ကျွန်တော်အဆင့်17နေရာထိလောက်ကိုဆင်းပေးသွားတဲ့ပုံစံမျိုးတွေရှိတယ်အထူးသဖြင့်ကျွန်တော်အဲအဲဆန္ဒလန်တို့ဘာလို့ဆိုရင်လဲကျွန်တော်ရှုံးနေထားတဲ့ပုံစံလေးတွေရှိတယ်တစ်ဖက်က Brighton တို့ကျွန်တော်ငါလည်းနိုင်ပွဲတွေရအောင်ရယူထားနိုင်တဲ့အတွက်ကြောင့်ဒီသင်းနေရာပြန်ပြီးတော့အဆင့်ရက်တွေကျမှပြန်လဲတလှမ်းလာတဲ့ပုံစံမျိုးတွေရှိတဲ့အတွက်ကြောင့်လေဘောက်သင်းနေတဲ့အဆင့်17နေရာထိလောက်ကိုရှုံးနေအဲဆင်းပေးလိုက်ရတဲ့အတွက်ကြောင့်အဲနောက်နှစ်ရာသီရဲ့ကျွန်တော်တို့ ဥရောပဝင်ငွေကတော်တော်လေးဟိုမှကျွန်တော်တို့အချင်းနေဆိုးဝါးလုံးတဲ့ပုံစံမျိုးလေးတွေတော့ရှိတယ်ထွေကျွန်တော်ဒီနေ့ပွဲမှာဆိုလို့ရှိရင်တော့အဲပြောစရာလေးတော်တော်လေးဟိုမှများတယ်အထူးသဖြင့်ကျွန်တော်တို့နောက်တန်းနဲ့ကျွန်တော်တို့ကွင်းလေကဒီနေ့ပွဲမှာတော်တော်လေးဟိုမှအပြက်များခဲ့တဲ့ပုံစံမျိုးလေးမျိုးလားရှိတယ်အထူးသဖြင့်ကျွန်တော်တို့အဲ ground member တို့ mat lesser တို့လည်းကျွန်တော်တို့ထင်သလောက်ကျွန်တော်တို့အလုံးမဖြစ်ဖဲနဲ့ကွင်းလေကစားသမားဖြစ်တဲ့ကျွန်တော်တို့အဲ support စနိုင်းရလည်းကျွန်တော်တို့အဲ ကွင်းလင်းမှာမဆော့ပဲနဲ့သူ့အနေနဲ့ right back ကိုပြန်ဆင်းဆော့ပေးတော့ကတ်တဲ့ကျောင်းကိုကျွန်တော်ကွင်းလင်းကိုပိုးကပိုးလိုက်ကြတဲ့အခြေအနေမျိုးမှာတော့အဲ suppose line အနေနဲ့သူ့အနေနဲ့တော်တော်လေးမှကောင်းမွန်တဲ့ခြေစွမ်းတွေကိုပြသထားနိုင်တဲ့အတွက်ကြောင့်သူ့အဲတသိန်းလုံးတိုင်းတရာဆိုလို့စရင်ကစားသမား3-4ယောက်လောက်ပဲဒီနေ့ပွဲမှာခြေစွမ်းပြတယ်လို့မြင်ရအထူးသဖြင့်ကျွန်တော်ဒီနေ့ပွဲမှာတော့အဆိုးဝါးလုံးအခြေအနေမှာတော့မိုဟာမက်ဆာလာပါ မိုဟာမက်ဆာလာရဲ့ကျွန်တော်တကူကောင်းဆန်မှုကလည်းဒီနေ့ပွဲမှာရှုံးနိမ့်သွားတယ်လို့ပြောလို့ရတယ်အထူးသဖြင့်ကျွန်တော်ပထမပိုင်းမှာနေစောစောစသီးတွင်းကိုးတွေရယူနိုင်မဲ့အခြေအနေမျိုးတွေမှာရှိနေတဲ့အခြေအနေမျိုးတွေမှာသူ့အနေနဲ့တစ်ဖက်က e-set တို့ပြီးလို့ဆိုရင်ကျွန်တော်တို့အဲအစ်ဆက်ရပြီးရင်ရောကျွန်တော်တို့မက်လစ်စာတို့လွတ်နေတဲ့အခြေအနေမျိုးတွေမှာသူ့အနေနဲ့မပေးပေးမဲ့တကူကောင်းဆန်စွာကန်သွင်းချက်တွေကြောင့်ဒီနေ့ပွဲမှာဂိုးမရဘူးလို့တော့ပြောလို့ရတယ်။ရှော့အင်တာကက်ချင်းကလည်းတိတ်ပြီးတော့ကျွန်တော်တို့မင်းများဆဆမရဘူးလို့ပြောလို့ရတယ်။ သူအနေနဲ့ကျွန်တော်တို့အဲမေဒုတိယပိုင်းလောက်မှာဆိုလို့ရှိရင်သူအနေနဲ့ isat ကိုပေးလို့ရတဲ့အခြေအနေမျိုးကအဲမပေးဘဲနဲ့သူအနေနဲ့ထိန်းလိုက်တဲ့အချိန်မှာတော့တစ်ဖက်ကကျွန်တော်တို့အဲ forer ရဲ့ကျွန်တော်တို့ကစားသမားဖြစ်တဲ့ milan kovic ကနေပြီးတော့ body ဝင်ခုပြီးတော့ဘောလုံးဖြတ်ထုတ်သွားတဲ့အခြေအနေမျိုးတွေကြောင့်အဲ ူအနေနဲ့ကန့်ကွက်မရခဲ့တကယ်လို့အဲ့အလုံးနေတာသူအနေနဲ့အိဆက်ကိုဒါပေးမယ်ဆိုလို့ဆိုရင်အိဆက်အနေနဲ့လွတ်လွတ်ကြည်ကြည်ကြည်တွင်းနေရမယ်အခွင့်အရေးတွေရှိရတယ်ဒီနေ့ဘက်မှာတော့မိုဟာမက်ဆာလာကိုကျွန်တော်တို့ပထမပိုင်းမှာတည်းကသူအနေနဲ့တော်တော်လေးမှအဆင်မပြေတဲ့ပုံစံမျိုးတွေရှိတဲ့အတွက်ကြောင့်ဒုတိယပိုင်းမှာနီးပြအနေနဲ့မိုဟာမက်ဆာလာကိုလူစားလဲတင်တယ်အဲ့လိုမှမဟုတ်ဘဲမဟုတ်ဘဲနဲ့မိုဟာမက်ဆာလာကိုမလဲဘဲနဲ့အိဆက်ကိုကောက်လဲချပါတဲ့အထင်မှာဆာလာအနေနဲ့တော်တော်လေးမှဒီနေ့ဘက်မှာချင်းနေဆိုးပါတယ်ဘာတဲ့ကြောင့်လဲသူအနေနဲ့ တစ်ဖက်ကလက်ဘက်ကစားသမားဖြစ်တဲ့ကျွန်တော်တို့အဲဝီလျံနီကိုဝီလျံလုံးဝမကြော်နိုင်တဲ့အခြေအနေမျိုးလိုမှရှိတယ်ဝမ်းမိုင်ဝမ်းမာလည်းမကြော်နိုင်ကျွန်တော်တို့ကွင်းလယ်ကနေပြီးတော့အဲစုံတွေ့တဲ့အချိန်မှာလည်းသူ့အနေနဲ့လုံးဝဝမ်းမိုင်ဝမ်းအခြေအနေမျိုးကလုံးဝမကြော်နိုင်ပဲနဲ့အဲနီကိုဝီလျံကပဲမိုဟာမက်ဆာလာကိုအများတန်းလိုလိုကြော်ဖြတ်သွားတဲ့ပုံစံမျိုးတွေရှိရှိရတယ်ဘာတက်ကြောင့်လဲမိုဟာမက်ဆာလာအနေနဲ့အသက်ရွယ်လည်းတခုရလာပြီးပြီးလို့ဆိုရင်လည်းသူ့ရဲ့ကစားအားတွေကျလာတဲ့အချိန်မှာတော့မိုဟာမက်ဆာလာတော်တော်လေးဥမာကျွန်တော်တို့ အဲအလုံးဝဖြစ်တော့လို့ပြောလို့ရဒီတော့ကြောင့်လဲဒုတိယပိုင်းမှာမိုဟာမက်ဆာလောင်မလဲပဲနဲ့အစ်ဆက်ကိုလဲလိုက်ကြတာလဲတော်တော်လေးအချုံနေဆိုးသွားတယ်လို့အမြင်တယ်ကိုယ်လည်းမှဆိုလို့ချင်းဒီနေ့ဘက်မှာဆိုရင်အဲဂရမ်မန်ဘက်ကိုလည်းကျွန်တော်တို့အဲနောက်တန်းနေပါလေပို့ပြီးတော့ဆော်ရတဲ့အခြေအနေမျိုးတွေရှိတယ်ပထမဦးဆုံး twin ကိုဆိုလို့ချင်းတော့ကျွန်တော်တို့အဲ sorry ပထမဆုံး twin ကိုတွေကတော့ကိုနတေးအနေနဲ့ကျွန်တော်တို့အမှားရင်းတွေရှိခဲ့သူကျွန်တော်တို့အဲဒုတိယပိုင်းကျွန်တော်တို့ အဲပေးလိုက်ကြတဲ့အလုံးမှာဆိုလို့ရှိရင်လည်းကိုရီကပူတို့ရဲ့အမှားတွေပါတယ်မกินဘူးလို့မြင်တယ်။ဘာတော့ကြောင့်လို့ဆိုရင်မော်ဂန်ဂိတ်ဝက်ကီးကြီးကလွတ်နေတဲ့အချိန်မှာတော့ကိုရီကပူကသွားကြည့်တော့မကပ်ဖိနဲ့သူဘောလုံးကိုစောင့်နေတယ်ဘောလုံးကဘာလို့သူစောင့်နေလဲတော့ကျွန်တော်လည်းမသိဘူး။ဘာလို့သူ့စီကိုပဲဘောလုံးကနေပြီးတော့တစ်ဖက်ကစားသမားပြိုင်တော့ပေးမယ်လို့ထင်နေတာလားမသိဘူး။အဲ့အချိန်မှာတော့မော်အဲမော်ဂန်ဂိတ်ဝက်အနေနဲ့လွတ်လွတ်ကျွတ်ကျွတ်ကန်သွင်းပြီးတော့ကျွန်တော်ဥဆောင်ကိုဒုတိယဥဆောင်ကိုထပ်ပြီးတော့ရတဲ့အချိန်မှာ နော်တစ်သိန်းလုံးနေနေကဒီနေ့တော်တော်လေးမှအချင်းနေဆိုးခဲ့တယ်အထူးသဖြင့်ကျွန်တော်တို့ ISET လဲကျွန်တော်တို့ထင်သလောက်အလုံးမဖြစ်ခဲ့သူတစ်ဖက်ကကိုဒီကပူတို့ကျွန်တော်တို့မက်လီဆာတို့ဂရမန်ဘတ်တို့ဆိုရင်လဲတော်တော်အလုံးမဖြစ်ခဲ့သူတစ်ဖက်ကမီလိုကာကတ်နေနေလဲကျွန်တော်တို့ပထမပိုင်းတစ်ပိုင်းလုံးပါဆိုလို့ကျွန်တော်တော်လေးမှအချင်းနေဆိုးခဲ့တယ်သူနေနေပြရာခတ်ပြီးတော့ဘလို့လဲကစားသမားနဲ့ကျွန်တော်တို့111ရှင်တစ်ဖက်ကကျွန်တော်တို့ဟာကျင်းဗါလဲဂျီဆက်တို့ဗါလဲနဲ့တွေ့လို့ဆိုရင်သူအနေနဲ့တော်တော်လေးမှကျွန်တော်တို့ပြက်ကြံခဲ့ပြီးတော့နောက်ကနေတော့အဲ ဆရာသမားလည်း slide တွေပါလေထိုးဝင်းရတွေပါမှောက်ပြီးတင်းရောင်ဘာလောက်နေဟိုပါလေဒန်စာကတွေများအဲမီနိုကာကကကနေလားမသိဒီကောင်တော်တော်လေးချင်းနေစိုးတဲ့ပုံစံမျိုးမြင်မြင်တွေ့ရတယ်အဲရောက်တရကျွန်တော်တို့အဲပွဲတွေမှာကြည့်လိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်မီလိုကာကတ်အနေနဲ့တော်တော်လေးဥမှာကျွန်တော်တို့လီဗာပူးအသင်းမှာရုန်းကန်နေရတာတွေ့ရတယ်။ကျွန်တော် international break up နေပြန်လာပြီးတော့ကစားသမားတွေအနေနဲ့ international မှာတော့တော်တော်လေးဥမှာခြေစွမ်းကောင်းတွေပြသထားတယ်။အထူးသဖြင့်ကျွန်တော်တို့ Netherlands အသင်းမှာဆိုလို့ရှိရင်လည်းကျွန်တော်တို့ Netherlands ကစားသမားတွေ အဲ၃ယောက်ဖြစ်တဲ့ကျွန်တော်တို့ grand member ကိုရီကဘူပြီးလို့ဆိုရင် budget manager တို့တော်တော်လေးမှခြေစွမ်းကောင်းနေပြသထားတဲ့ကစားသမားတွေဒီနေ့ပွဲမှာတော့ထင်သလောက်အလုံးမဖြစ်ခဲ့ဘူးအထူးသဖြင့်ကျွန်တော်တို့အဲကိုနေတီတို့လည်းကျွန်တော်တို့အဲနိုင်ငံတကာပွဲမှာတော်တော်လေးမှကောင်းမွန်တဲ့ခြေစွမ်းတွေပြသထားတယ်ဒါပေမဲ့ဒီနေ့ပွဲမှာတော့သူ့စီရနေတော့အမှားမကင်းမဲ့သူ့ကိုကျွန်တော်တို့ဒုတိယပိုင်းမှာအဲ နည်းပြအနေနဲ့ထုတ်လိုက်ပြီးတော့ကျွန်တော်တို့အဲ gram bag ကိုနောက်တန်းကိုဆင်းဆော့ရတဲ့ပုံစံမျိုးတွေပါရှိတယ်အထူးသဖြင့်နည်းပြအနေနဲ့ကျွန်တော်မိုဟာမက်ဆာလာကိုဒုတိယပိုင်းမှာဘာဖြစ်လို့လူစားမလဲခဲ့တာလဲလို့ကျွန်တော်တို့အဲမေဂွန်ထုတ်ချင်စရာကောင်းတယ်အထူးသဖြင့်ကျွန်တော်တို့တကယ်လို့မိုဟာမက်ဆာလာကိုကျွန်တော်ထုတ်ပြီးတော့တစ်ဖက်က app မှာကျွန်တော်ခေစာကိုထည့်လိုက်မယ်ဆိုလို့ရှင်ဒီထက်ပိုပြီးတော့ကျွန်တော်တို့အကောင့်ပြီးတော့ကျွန်တော် twin code တွေပါတယ်မြင်ပြန်လဲမြင်တွေ့ရမယ့်ပုံစံမျိုးတွေမှာရှိနိုင်တယ်ဗျဒါမှလည်းမိုဟာမက်ဆာလာကိုပွဲချိန်ပြေးတုံးပြီးတော့ အဲဒီအလုံးမပြည့်တဲ့မိုဟာမက်ဆာရာကိုကျွန်တော်ဘာဖြစ်လို့ပွဲချိန်ပြီးတုံးသွားလဲဆိုတော့နီးပြအနေနဲ့ပဲသိမယ်လို့ကျွန်တော်မြင်တယ်ဒီနေ့ပွဲမှာတော့တော်တော်လေးဥမာအဲရှုံးနေရှုံးတိုက်လို့ရှုံးသွားတယ်လို့ပဲကျွန်တော်မြင်တယ်တသိန်းလုံးနဲ့အဲစာလို့ဆိုရင်တော့ကျွန်တော်တို့ဒီနေ့ပွဲမှာတော့အဲဘန်တိုင်းနဲ့ပြီးလို့ဆိုရင်ကျွန်တော်တို့ဆိုဘစလိုင်းလောက်ပဲဒီနှစ်ယောက်လောက်ပဲကောက်ပြီးတော့ကျန်တဲ့ကစားသမားတွေကတော်တော်လေးဥမာ အဲလီဗာပူးလိုမျိုးအသင်းရဲ့အဆင့်တန်းမှာရှိမနေဘူးလို့တော့ကျွန်တော်အမြင်နဲ့အဲကစားသမားတွေနဲ့ international ကနေပြန်လာပြီးတော့လမ်းဆန်းတွက်ကြမှာပုံစံမျိုးမဟုတ်ဘဲနဲ့တော်တော်လေးမှာညံဖျင်းနေတဲ့ပုံစံမျိုးတွေမြင်တွေ့ရတယ်သူတွေကွင်းလို့ဆိုလို့ရှင်လေကျွန်တော်ဘောလုံးတွေတော်တော်လေးမှာပြတ်များခဲ့တာမက်လစ်ဆာတို့လည်းကျွန်တော်တို့မလုတ်တင်တဲ့ကျွန်တော်တို့ဖြတ်ထုတ်မှုတွေနဲ့ လုတ်ပြီးတော့သူတို့အနေနဲ့သူစီရပဲဘောလုံးတွေတော်တော်လေးကိုအပြတ်များခဲ့တဲ့အတွက်ကြောင့်ဒီနေ့ပွဲမှာတော့ရှုံးသိမ်းရှုံးတိုက်လို့ရှုံးသွားတယ်လို့တော့ကျွန်တော်မြင်တယ်။တစ်ဖက်ကအဲဖော်ရက်ကတော့အမနက်ကရာသီရောဒီနေ့ကောအာဒီဘောဦးကိုကျွန်တော်တို့တွေ့ဆုံတိုင်းမှာအများနဲ့လို့တော့တုတ်ခပေးပေးပြီးတော့ဒီနေ့မှာတော့ကျွန်တော်တို့ကိုပြအနိုင်ရလက်ကိုထပ်မံပုံဖော်ပြီးတော့တော်တော်လေးမှကောင်းမွန်တဲ့ခြေစွမ်းတွေကိုပြသသွားတယ်လို့တော့မြင်တယ်။ဒီနိုင်ပွဲကြောင့်မဲ့သူတို့အနေနဲ့လည်းအဆင့်နေအဲအဆင့် စကွန်55ထိလောက်အဲ55 76ထိလောက်ကိုသူတို့နည်းအဆင့်ပြန်လဲတက်လန်းလာပြီးတော့အဲလိုဘောင်းနဲ့တွေ့ဆုံတိုင်းလို့အများနဲ့လို့ကျွန်တော်ဒုက္ခပေးနေတဲ့ Morgan Kuwait တို့အနေနဲ့လည်းဒီနေ့ပွဲမှာ twin goal တွေထပ်ပြီးတော့ twin ပြီးတော့သူတို့နည်းအဝေးကွင်းမှာအနိုင်၃မှတ်ရသွားတယ်လို့တော့မြင်တယ်ဒီနေ့အဲလိုဘောင်းအတင်းရတော့တသိန်းလုံးနေမယ်ဆိုလို့ဆိုရင်ကစားသမား2ယောက်လောက်3ယောက်လောက်ပဲကောက်ပြီးတော့ကျန်တဲ့ကစားသမားတွေတော်တော်လေးဥမှာချင်းနေဆိုးပြီးတော့အဲပုံမှန်ခြေသွန်းအောက်ရောက်နေတယ်လို့တော့ကျွန်တော်မြင်တယ်ညီကိုတွေနဲ့ရောတင်ရရှင်မြင်သွားကြရတဲ့လိုဘောင်းနဲ့ Northern Forest တို့ရဲ့ ပွဲမှာဘယ်လိုမြင်ကြလဲဝင်ရောက်ဆင်းတွေမှတ်ချက်ပေးသွားလို့ရပါတယ်ဒါပြီးသွားရင်တော့ကျွန်တော်ချန်ပီယံလိပွဲမှာထပ်ပြီးတော့ရှုံးနေမှုတွေကြုံတွေ့ရအောင်မလားဆိုတာတော့ကျွန်တော်တစ်ချက်တော့စောင့်ကြည့်ရမယ်အာ international break ကနေပြန်လာပြီးတော့ကျွန်တော်ကိုရီးယားတော့အာနိုင်ပွဲတွေထပ်ပြီးတော့အဲပြန်လည်ရယူမယ်လို့တော့ထင်ထားပြီးတော့အိမ်ဝင်းမှာတော့ထပ်ပြီးတော့ကျွန်တော်တို့အဲဂုပြရှုံးနေသွားတာတော်တော်လေးမှအချိန်နေဆိုးတယ်လို့မြင်တယ်ညီကိုတွေကဘယ်လိုမြင်ကြလဲမရောက်စင်းနေ မှတ်ချက်ပေးသွားလို့ရပါတယ်။ live ချစ်ချုပ်ပေးတဲ့ညီကိုတယောက်ချင်းနေတိုင်းကိုကျေးဇူးများတင်ပါတယ်။ကျွန်တော်ရဲ့နောက်ဗီဒီယိုလေးမှာပြန်လဲဆုံတွေ့ကြတော့ပါဗျာ။